ဝီကောင်မွတ်စလင်တွေကိုတခြားနိုင်ငံတွေစီလွှဲပြောင်းမပေးဘဲတရုတ်စီပြန်ပို့ခဲ့တဲ့ဆုံးဖြတ်ချက်ဟာတရုတ်ရဲ့အညှိုးထားမှုကိုမခံကျင်တာကြောင့်လို့ထိုင်းအစိုးရအဖွဲ့ဝင်ဒုတိယဝန်ကြီးတဦးကပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကထိုင်းအစိုးရဟာပြည်တွင်းမှာ၁၂နှစ်လောက်ကြာအောင်ထိမ့်သိမ်းထားတဲ့ဝီကောင်မွတ်စလင်၄၀ကိုတရုတ်နိုင်ငံစီပြန်ပို့ခဲ့တာပါ။ဝီကာရီဟာတရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှင်ကျန်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာအထက်ကနေထိုင်ပြီး တရုတ်အစိုးရကအဲ့ဒီလူနည်းစုမျိုးနွယ်တွေအပေါ်လူမျိုးတုံးဖိနှိပ်မှုတွေကျူးလွန်နေကြောင်းဆွဆွဲချက်တွေလည်းရှိနေပါတယ်။တကယ်လို့ဝီဂါတွေကိုတရုတ်စီလက်လွှဲပေးမယ်ဆိုရင်သူတို့ကိုဒုက္ခတော်တွေပို့လိုက်ပြီးအန်တီယာတွေကြုံသွားစေနိုင်တယ်လို့လူအခွင့်အရေးအဖွဲ့အစည်းတွေနဲ့နိုင်ငံတကာအသိုက်အဝန်းကသတိပေးခဲ့ပေမဲ့ထိုင်းကတော့တရုတ်စီကိုပဲပြန်ပို့ခဲ့တာပါ။ February 29ရက်နေ့တုန်းကဝီဂါတွေကိုထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ထိန်းသိမ်းရေးစင်တာကနေအလုံပိတ်ကားရီပေါ်တင်ပြီး မနက်အစောပိုင်းမှာတူတူတိတ်တိတ်နဲ့ဒွန်မောင်းလေစိတ်စီကိုပို့ဆောင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဝီကားတွေကိုကြိုတင်ကြညာမထားတဲ့တောင်တရုတ်လေကြောင်းခရီးစဉ်တစ်ခုပေါ်တင်ပြီးရှင်းချန်းဒေတာစီခေါ်ဆောင်သွားခဲ့တာပါ။ဝီကားတွေကိုတရုတ်လက်ထဲအပ်လိုက်တဲ့လို့ရအပေါ်အမေရိကန်အပါအဝင်နိုင်ငံတကာကအပြင်းထန်ရှုံချဝေဖန်တာတွေရှိခဲ့ပေမဲ့လည်းထိုင်းအစိုးရကတော့အဲ့ဒီလောက်ရအပေါ်အသေးအတန်ကောက်ွယ်ခဲ့ပါတယ်ကုလသမဂ္ဂလူအခွင့်အရေးပညာရှင်တွေကဝီကားတွေဟာတရုတ်မှာနှိပ်စက်ညှဉ်းပန်းတာ စနစ်တကျဖိနှိပ်တာတွေအပြင်မမျှော်မှန်းနိုင်လောက်တဲ့အန်ဒီယရီပါကြုံတွေ့သွားနိုင်တယ်လို့ပြောပါတယ်။ထိုင်းနိုင်ငံသား၏ဝန်ကြီးဌာနဒုတိယဝန်ကြီးကအဲ့ဒီဝေဂါတွေကိုလက်ခံပေးပါမယ်လို့နိုင်ငံတချို့စီကကန့်လှန့်မှုရခဲ့တယ်လို့မတ်လ6ရက်နေ့မှာဝန်ခံခဲ့ပါတယ်။အစောပိုင်းတုန်းကတော့ထိုင်းဟာဝေဂါတွေကိုလက်ခံပေးမဲ့နိုင်ငံမရှိဘူးလို့ညင်းချက်ထုတ်ထားခဲ့တာပါ။အဲ့ဒီဒုဝန်ကြီးကတော့ကန့်လှန့်တဲ့နိုင်ငံတွေစည်းရင်းကိုမကြေညာပေမဲ့ American, Canada နဲ့ Australia တို့ဟာ ဝီဂါရီကိုလက်ခံနေရာချပေးဖို့အဆိုပြုခဲ့ကြကြောင်းအတီးတီပြောခဲ့ပါတယ်။ဒါပေမဲ့ထိုင်းအတွက်တော့ဝီဂါရီကိုတခြားကြားနိုင်ငံတစ်ခုစီလက်လွှဲပေးလိုက်ဖို့ဆိုတာကလက်တွေ့ကျတဲ့ရွေးချယ်မှုမဟုတ်ခဲ့ဘူးလို့ဆိုပါတယ်။အဲ့ဒီလိုမျိုးသားဆုတ်ဖြတ်မိခဲ့ရင်ထိုင်းနဲ့တရုတ်ကြားဆက်ဆံရေးခါတီသွားနိုင်တဲ့အလားအလာတွေရှိနေတာကြောင့်ဖြစ်တယ်လို့သူကရှင်းပြပါဗါတယ်။တရုတ်နိုင်ငံသားကြီးဝန်ကြီးဌာနကထိုင်းစီကနေလက်လွဲပေးလိုက်တဲ့သူတွေဟာ တရားမဝင်ရွှေ့ပြောင်းအခြေချသူတွေဖြစ်ပြီးတရုတ်ထိုင်းနဲ့နိုင်ငံတကာစီးမြေဥပဒေတွေနဲ့အညီအရေးယူသွားမယ်လို့အခုသတင်းပတ်မှာထုတ်ပြန်ခဲ့ပါတယ်ရှင်။